အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ခီးသွားရင်းနဲ့အိုးလုပ်ငန်းလုပ်တဲ့နေရာကိုကျွန်တော်တွေ့တော့လူကြီးမင်းတို့အတွက်အသုံးဝင်မယ်ထင်လို့ကျွန်တော်ရိုက်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျအိုးလုပ်ငန်းကဘယ်နေရာလေးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုကိုဆက်ကြည့်ပြပါခင်ဗျအော်ဒါကုန်ပြီကုန်ပြီလေအော်ဒါအများကြီးဆန်တာပဲအမလို့ဘူးထဲရလေထဲရဒီဘာပဲထဲတာဒီမှာလေးဒီနားလေးမှာပဲဒီနားလေးမှာအော်ဒါလူကောင်းနေလို့ရတာပဲမေ့ လူတည့်ရက်နော်ဒါလူဖွင့်ကောင်းနေလို့ရတာပဲနောက်ခေါက်တော့ဖောင်းမယ်လေဥဒပူနေကျွန်တော်စီမံနေရဆိုတအားပူနေလေးတာကျွန်တော်စီမံဟီးနေဒီမှာဝင် ိုးလုံငန်းလုပ်တဲ့ရွာကတော့ကျွန်တော်တို့ညောင်ရွှေမြို့နယ်ထက်ကကြောက်တန်ရွာပဲဖြစ်ပါတယ်ခင်ဗျဒီရွာဟာဆိုလို့ရှိရင်အင်ချေပေါင်း900ကျော်ရှိပြီးတော့အိုးလုံငန်းနဲ့ပတ်သက်ပြီးတော့လုပ်ကိုင်နေတာကတော့အင်ချေ100ဝန်းကျင်ခန့်ရှိတယ်လို့သိထားရပါတယ်ခင်ဗျမြေအိုးနဲ့ပတ်သက်ပြီးတော့ပန်းအိုးတွေစလိပ်ပြခွက်တွေစီမီခွက်တွေပေါ့နော်ကျွန်တော်စိုက်မျိုးစုံမိမိလိုချင်တဲ့ဒီဇိုင်းမိမိလိုချင်တဲ့စိုက်ကိုဒီမှာတနေရာတွေကိုပြည့်ပြည့်စုံနဲ့မာယူလို့ရပါတယ်ခင်ဗျ လူကြီးမင်းတို့ဆိုင်ရွက်တဲ့၎င်းပေါ်တော့စားသောက်ဆိုင်ပဲပဲဖြစ်ကျွန်တော်ဟိုတယ်ပဲဖြစ်ပေါ်တော့ကိုယ့်ရဲ့အိမ်ရှိမှာပဲဖြစ်ကိုယ့်ရဲ့သူများမတူတဲ့ဒီဇိုင်းလေးတွေသူများမတူတဲ့အယောင်လေးတွေပို့မာယူရှင်တယ်လေကျွန်တော်ရဲ့ကျွန်တော်ကိုဆက်သွယ်ပြီးတော့ကျွန်တော်ကန်နေသင့်တီဖို့ဖို့ဆက်သွယ်ပြီးလို့ရပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ပန်းအိုးလေးတွေပေါ့နော်နော်ပန်းအိုးကတော့ကျွန်တော်တို့ဈေးမျိုးစုံလေးရှိပါတယ်ခင်ဗျအာတထောင်ထောင်ကနေစပြီးတော့၄-၅တောင်းအထိပေါ့နော်အဲ့လိုမျိုးလေးတွေရှိပါတယ်ခင်ဗျ ဒါကတော့အိုးအကျန်းလေးပဲရှိနေပါတယ်ဒါမှဖုတ်ခင်မနော်ခုနကကျွန်တော်ပြထားခဲ့တာကတော့အိုးဖုတ်တဲ့နေရာလေးပဲဖြစ်ပါတယ်ဒါဟာဆိုလို့ရှိရင်တော့အမွေးတိုင်ထွန်းတဲ့ခွက်လေးပဲဖြစ်ပါတယ်ခင်ဗျတကယ်ဈေးကြီးကြဒါဒါကတော့ဒါဈေးကြီးဆုံးပဲခင်ဗျဒါကောင်ဒီတိတိလေးကတော့ဒါ9000 6000လောက်ပေးရပါတယ်ခင်ဗျပန်းအိုးဆိုင်ဆောင်လေးတွေစိတ်ဝင်စားပြီးဝယ်ယူခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဆိုင်မှာလာရောက်ပြီးတော့ဝယ်ယူအားပေးနိုင်ပါလေခင်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသတ်ကြည့်ရှုပြီးတော့ကြောင်းအားလုံးကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့ amazing ပင်လောင်း YouTube ထက်မှာလည်းဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်အာ subscribe လေးလေးနှိပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ